ရောင်းမြန်ပြန်စင်သာအကုသို့အခံရှိတဲ့ပုဂ္ဂိုလ်နဲ့ကုသို့မလာနိုင်ဘူးလင်းလာရင်ကုမနဲ့အဲ့ရနိုးလုပ်ပုံကင်ပုံလေးတွေမျိုးစုံတွေ့ရလေဟုတ်တယ်မို့လားချုပ်ပုဂ္ဂိုလ်ကဟောပရိတ်ကိုမရတော့ဖွင့်နားထောင်တာဒါမျိုးတွေမရှိဘူးလားချုပ်ကကိုယ်တိုင်ရတဲ့ပုဂ္ဂိုလ်ကလည်းကိုယ်ကိုယ်တိုင်ရွတ်လို့ဖတ်လို့ချုပ်လည်းပဲအလုပ်ငန်းပတ်ပတ်လည်မှာမေတ္တာတွေပို့လို့ပရိလက်ပတ်စိတ်လို့နော်ဒါမျိုးလေးတွေမရှိဘူးလား အဲ့ကြတော့တချို့ကအဲ့တိုင်းတချို့ကကြတော့ကိုယ်အလုံးသမားကိုမနှပိုင်းထနိုးတယ်မင်းတို့ခွေးကောင်တွေရောဘာကောင်တွေရောညာကောင်တွေရောဒါမျိုးလဲတွေ့ရလေမနှက်စိုးစိုးစီးစီးကိုတက်နိုင်နဲ့မြထိန်ရမယ်ဟုတ်တယ်မို့လားနော်တက်နိုင်နဲ့မြထိန်ရအိမ်ဆိုတာမင်္ဂလာနဲ့နိုးထမှာမင်္ဂလာဖြစ်တာဘာနဲ့နိုးထမှာအဲ့ဒီမင်္ဂလာဆိုတာလဲတခြားကလာတာမို့ကိုလှုပ်တာဟုတ်တယ်မို့လားဘယ်သူလှုပ်တာလဲကိုလှုပ်ထားတာ ကိုယ့်အိမ်ကိုမင်္ဂလာလေးနဲ့ဖြစ်စေခြင်းမင်္ဂလာအပြောဆိုလေးတွေနဲ့စမင်္ဂလာကာယကံမင်္ဂလာဝစီကံတွေလုပ်လို့မရဘူးလားစကိုကအဲ့ရနိုးကလေးကငါဟိုကောက်မကျင်းတယ်ဒီနေ့တော့ပြန်တွေ့မယ်ငါမနေ့ကမပြီးလိုက်လို့ဒီနေ့ကတော့ဘလို့ချထည့်လိုက်အဲ့ဒါမျိုးစိတ်ထဲနဲ့မနဲ့လင်းရရင်တို့သူတော်စင်များရထားတဲ့လူဘဝအလကားပဲဟုတ်တယ်မို့လားအဲ့ဒါကြောင့်မို့ ကိုယ့်ရဲ့မူရင်းစိတ်လေးကောင်းမှုလိုသလားမလိုလားလိုတယ်အဲ့ဒါကုသိုလ်ရဲ့သဘောဟာအကုသိုလ်ဖြစ်တဲ့ဆက်စုပ်ွယ်တရားတွေကိုဖြတ်စည်းတတ်တဲ့သဘောဟုတ်တယ်မဟုတ်လားအဲ့ဒါကြောင့်မို့အကုသိုလ်တွေကိုနှမ်းမလာအောင်ဘာတွေရှိနေရမလဲကုသိုလ်တွေကိုမှအခန့်ရှိနေဖို့လိုသလားမလိုလားအေးကုသိုလ်လို့ကုသိုလ်လို့ဆိုလို့ဒုသူတော်စင်မယားဟာဘုန်းကြီးတွေကဟောတော့သူတို့လှူဖို့ပြောတယ်လို့များမထင်လိုက်နဲ့ ဖယားကဖယားနဲ့ဘုံကြီးတင်လှူခိုင်းနေတာဟုတ်ရဲ့လားဟုတ်ပါဘူးဒီနှမျိုးသာလှူလို့ဖယားပြောသွားရင်ဖယားဟာအမြင်မကျတဲ့ဖယားဖြစ်သွားမှာဟုတ်တယ်မလားအေးလှူဒန်းဆိုတာကအောက်ခြေမှာတရိစ္ဆာန်ထိတ်ဆုံးမှာဖယားရှိတယ်ဟုတ်တယ်မလားကိုကတက်နေတယ်မြလောကထဲမှာပေးကမ်းပြီးပေးကမ်းတယ်ဆိုတာမေတ္တာရှိမှပေးလို့ရကြတယ်ဘာရှိမှမေတ္တာတုံးကုန်ရင်တယောက်နဲ့တယောက်မေတ္တာတုံးရင်မေတ္တာရဲ့ဆန့်ကျင်ဘက်ကဘာလဲဒေါသ မေတ္တာရဲ့ဆန်းကျင်မှတ်ကဒေါသဟုတ်တယ်မို့လားအဲ့ကြတော့မေတ္တာရှိရင်ရှိမရှိရင်ဘာတွေလာမှာလဲဒေါသတွေလာဒေါသတွေနဲ့ကိုကလောကမှာလွှမ်းမိုးပြီးတော့နေရင်တယောက်နဲ့တယောက်ကြည့်လေဒီကောင်တွေကဘလို့ကောဘယ်လိုလှုပ်လိုက်ရင်တော့ဒီကောင်တွေဒုက္ခရောက်ဘယ်လိုလှုပ်လိုက်ရင်တော့တောက်ပြုတ်ကြလာလေဘယ်လိုချလိုက်ရင်တော့ဒုက္ခရရစဉ်းစားပြီးဆိုကြတဲ့ကောချမယ်နှက်မယ်အတွေ့အမျိုးဖြစ်ကုန်လိမ့်မယ်ဟုတ်တယ်မို့လားအဲ့ဒါကြောင့်ဘာသာတရားလိုက်စားတဲ့နန်းမှာ ဘာတရားမှအာမထုတ်ရသေးခြင်းနီးအခြေခံစိတ်ဓာတ်ကညှင့်နေဖို့လိုတယ်ဟုတ်တယ်မဟုတ်လားအခြေခံစိတ်ဓာတ်မရှိဘဲနဲ့တရားသွားအထုတ်လည်းပဲယူသွားတဲ့ပရိတောင်အပြန်ကျခိုးတာနဲ့ပြီးကြောက်သွားလိမ့်မယ်သူကကိုခြင်းမရှိကိုကကိုခြင်းမရှိနဲ့သွားထိုင်လို့မရဘူးဟုတ်တယ်မဟုတ်လားအဲဒါကြောင့်တို့တော်စင်များဘာမှမလုပ်ခင်ကလေးကတန့်နေဖို့လိုသလားမလိုလားအေးအတော်သင့်တော်တို့ကအသိမြင့်မြင့်နဲ့ကုသိုလ်ကိုနားလည်ထားဖို့လိုပါတယ် အဲ့ဒါကြောင့်ကုသိုလ်ဆိုတာသက်ဆုပ်ဘွယ်ကောင်းတဲ့မကောင်းမှုအကုသိုလ်တရားတွေကိုချက်စီးတတ်တဲ့တရားကိုဘာလို့ခေါ်လဲကုသိုလ်လို့ခေါ်ရတာရှင်မြတ်ကုသိုလ်ကိုဘလို့တတ်မှတ်မလဲလို့ပြောရင်ဥစဉ်လို့တတ်မှတ်ရင်ပုရုဇဉ်တွေဆိုတော့လောဘဒေါသမျက်နှာလိုက်တာဗတ်လိုက်တာပါမယ်အဲ့ဒါကြောင့်ဗုဒ္ဓတတ်မှတ်တာကိုတို့သူတော်စင်များတတ်တတ်မှတ်မှတ်မှတ်ထားဖို့လိုတယ်ကုသိုလ်ဆိုတာလက္ခဏာ၃ပါးနဲ့ပြည့်စုံတဲ့လုပ်ငန်းကိုကုသိုလ်လို့ခေါ်တယ်ဘယ်နှပါးနဲ့ လက္ခဏာ၃ပါးနဲ့ပြည့်စုံတဲ့လုပ်ငန်းဆိုရင်ကုသိုလ်ပဲအဲ့ဒါဘာလဲပြောရင်နံပါတ်၁ကအနဝိဇ္ဇဉာဏ်မှလို့ပြောရင် အပြစ်မရှိခြင်းပြောကြည့်ပါကိုလှုပ်လိုက်တဲ့လုပ်ငန်းဒီကို့အတွက်လည်းအပြစ်မဖြစ်စေနဲ့သူတစ်ပါးအတွက်လည်းအပြစ်မဖြစ်စေနဲ့ကို့လည်းမထိခိုက်စေနဲ့သူတစ်ပါးကိုလည်းမထိခိုက်စေနဲ့ဟန်ဆောင်ပန်ဆောင်လှုပ်လို့မရဘူးလှုပ်ရက်ကတက်တည်ပြဟုတ်တယ်မဟုတ်လား ဟာကိုကတော့အဆင်မြင့်မြင့်ကြီးဖြစ်ဟိုဘက်မှာဒုက္ခတွေရောက်ကိုကတော့ချမ်းသာဟိုဘက်မှာမြေကြီးပေါက်ကြီးငယ်ကြအဆင်မပြေတဲ့လုပ်ငန်းပဲဟုတ်တယ်မို့လားအဲဒါကြောင့်ကုသိုလ်စစ်စစ်မှန်မှန်ဒီကိုလည်းမထိကြိုက်သူတစ်ပါးလည်းမထိကြိုက်အဲဒါကြောင့်ကိုလုပ်တဲ့လုပ်ငန်းဒီကုသိုလ်ဟုတ်မဟုတ်ကိုအပြစ်ရှိမရှိနဲ့ကြည့်ပါဟုတ်တယ်မို့လားအဲဒါကြောင့်နံပါတ်၁ကအပြစ်မရှိခြင်းပြောကြည့်ပါအပြစ်မရှိခြင်းနောက်နံပါတ်၂ကဝိညာဉ်ပတ္တထာ ပညာရှိသူတော်ကောင်းတို့ချီးမွမ်းခြင်းပြောကြည့်ပါပညာရှိသူတော်ကောင်းတို့ချီးမွမ်းခြင်းဒီနန်းကလည်းချီးမွမ်းတယ်ဆိုတာပေါက်ကြရလို့ချီးမွမ်းတာမဟုတ်ဘူးဘုသူကချီးမွမ်းတာပညာရှိသူတော်ကောင်းအဲ့ဒီသူတော်ကောင်းကိုနားလည်မှလဲသူတော်ကောင်းရဲ့အဓိပ္ပယ်ကိုခံစားလို့ကောင်းတာသူတော်ကောင်းဆိုတာလေတစ်လုံးနဲ့ပေါင်းထားတာမဟုတ်ဘူးလူ၃ယောက်ပေါင်းထားတာဘယ်နှယောက်ပေါင်းထားတာသူတော်ကောင်းဆိုတာလူဘယ်နှယောက်ပေါင်းထားသူတော် တယောက်သူကောင်းတယောက်သူတော်ကောင်းတယောက်ဘယ်နှယောက်ပေါင်းလဲအဲ့ဒါကိုမှခြုံပြီးတော့ဘယ်လိုပြောထားကြလဲသူတော်ကောင်းလို့ပြောတာလောကမှာဒီ၃ယောက်ရှိတယ်သူတော်ရှိတယ်သူကောင်းရှိတယ်သူတော်ကောင်းရှိတယ်ဘယ်နှယောက်ရှိလဲသူတော်ဆိုတာကစာပေတွေကိုတက်တယ်တော်တယ်လှုပ်ရှားတဲ့ပညာတွေကိုတက်တယ်တော်တယ်တိဘွားရဲ့ပညာတွေကိုနားလေတယ်တက်တယ်တော်တယ်ပညာရှိရင်သူတော်ပါရှိရင ူမှာပညာတော့ရှိတယ်။နောက်ကလာတဲ့သူကောင်းသူမှာမဟုတ်ဘူး။သူကောင်းဆိုတာကိုချင်းသီလရှိရင်သူကောင်းပါရှိ။ကိုချင်းသီလရှိရင်သူကောင်းကိုချင်းသီလရှိတဲ့ပုဂ္ဂိုလ်တိုင်းမှာသာနာစိတ်ရှိတယ်။ဟုတ်တယ်မို့လား။သီလမရှိရင်ဘာမရှိဘူး။သာနာစိတ်မရှိဘူး။သီလမရှိရင်တကူကောင်းသိပ်ပြီးတော့ဆံသွားတတ်တယ်။အဲဒါကြောင့်သူကောင်းသူကောင်းဆိုတာက သီလရှိရင်သူကောင်းပြောကြည့်ပါဦးသီလရှိရင်သူကောင်းသူတော်ကပါရှိတယ်ပညာရှိတယ်သူကောင်းကသီလရှိတယ်သူတော်ကောင်းကြတော့ဇုံရှိတယ်သီလရောပညာရောနှစ်ပါးလုံးရှိတယ်ပြောကြည့်ပါဦးသီလရောပညာရောနှစ်ပါးလုံးရှိတယ်အဲ့ဒါကိုသူတော်ကောင်းအဲ့လိုဆိုတော့ဒီ၃ယောက်ထဲမှာလောကကြီးမှာကြာကြာနာနာနေဖို့အေးချမ်းချမ်းနဲ့ ကိုကနေကြစုဆိုလို့ရှိရင်သူတော်ကောင်းတွေများနေဖို့လိုတယ်။ဘာတွေများနေလို့ရှင်မရသူတော်ဆိုတော့ပညာတက်တယ်တော်တယ်သူသွားပြီးတော့ကြည့်ရင် BMA PhD နောက်က BSc MSc PhD ဟာဘွဲတွေကိုတန်းစီနေတာပဲဗျာဒါရှင်မရမကောင်းဘူးလားလို့ပြောရင်ဘွဲတွေရတာကောင်းတယ်ဒါပေမဲ့ကိုချင်းသီလမရှိတဲ့ပညာတက်သည်ပညာတက်လူဆိုးလူမိုက်ဖြစ်လာတတ်တယ်ဟောဖြစ်တဲ့ပညာတက်လူဆိုးလူမိုက်ဖြစ်လာတ လူကိုမဆိုးအောင်သီလကတောင့်ပေးတာဘာကတောင့်ပေးသီလကနေဟာဒါကဒါဆိုရင်တို့ဘယ်သီလကျိုးတာဘယ်သီလကျိုးတာငါးပါးသီလနဲ့ထိန်းတာဟာပဏာတိပါဒဟာတရိစ္ဆာန်ကစားတို့တက်လို့မဖြစ်ဘူးခိုးလို့မဖြစ်ဘူးသူတို့ဘာတာမညာစောကားလို့မဖြစ်ဘူးဟုတ်လားနောက်ဒီဘက်ကလိန်လို့ညာလို့မဖြစ်ဘူးရက်သေးစားတောက်စားရင်အပေါ်လေးပါးပါခဏလေးလွန်ကျူးနိုင်တယ်တို့လို့လို့မဖြစ်ဘူးဆိုတာကိုကျင့်သီလကထိန်းထားတာ ရှိသလားမရှိဘူးလား ပညာသီးသန့်ကတော့တို့သူတော်စင်များသာနာစိတ်မပေါ့ငါဒီလုပ်ငန်းလုပ်လိုက်ဘလောက်ရမှာကိုဘကနာရမနာရသူထဲ့မတွေ့ဘူးနာရမနာရထဲ့အတွက်တာကနောက်ကကိုချင်းသီလကြောင့်ထဲ့အတွက်ပေးနေတာဟုတ်တယ်မို့လားအဲ့ဒါကြောင့်လောကမှာပညာတက်ယုံနဲ့လေသုံးမရဘူးအဲ့လိုဆိုတော့ရှင်များကိုချင်းကောင်းသူခရားကိုချင်းကောင်းသူကသူ့ဘဝအတွက်တော်မဆိုးဒါပေမဲ့ကိုချင်းကောင်းယုံနဲ့အားလုံးကိုဥဆောင်မှုရမဖြစ်နိုင်ဘူး အဲ့ဒါမျိုးသူကပညာမတက်ဖင်းနဲ့ကိုခြင်းကောင်းနေလူရိုးလူအဖြစ်သွားတတ်တယ်။ဘာဖြစ်သွားလဲ။လူကရိုးတာတော့ကောင်းတယ်။ဒါပေမဲ့ဘာမကောင်းအတာကမကောင်းအချင်းဒီပညာမဲ့ခြင်းကိုပြတယ်။ဘာကိုပြတာလဲ။ပညာမဲ့ခြင်းကိုပြတယ်။အဲ့ဒါကြောင့်ရိုးတော့ရိုးလူအမဖြစ်သေးနဲ့။ဟုတ်တယ်မို့လား။အေးအဲ့ဒါကြောင့်လောကမှာနေနှစ်ခုလုံးရှိမှလောကသားအတွက်တန်ဖိုးရှိတာ။ သီလပညာနှစ်မျိုးလုံးရှိတဲ့သူတော်ကောင်းဘာနဲ့ပါရှိတာလဲသီလနဲ့ပညာနှစ်မျိုးလုံးရှိတဲ့သူတော်ကောင်းတွေကခြီးမွန်းတဲ့အလုပ်ဖြစ်ရမယ်အဲဒါကြောင့်တာမန်လူတွေခြီးမွန်းတာဟုတ်ရဲ့လားဟုတ်ပါဘူးအေးတချို့ကသူ့မြောက်ကိုမြောက်ဝိုင်းမြောက်အဲ့ဒါမျိုးရှိဘူးလားအဲဒါကြောင့်ခြီးမြောက်ရင်လေကိုမရှိတဲ့ဂုံနဲ့လာပြီးတော့ခြီးမြောက်နေတာကိုတဟဲနဲ့လုံမနေသင့်ဘူးဟုတ်တယ်မလားမရှိတဲ့ဂုံနဲ့ခြီးမြောက်ရင် ကိုယ့်ရဲ့ပညာမတိုးတက်တော့ဟုတ်တယ်မလားအဲ့ဒါကိုตาရသူမဖြစ်ဖို့ရလို့လေကိုဘာလို့တယ်လဲငါဘဝဘာလို့နေတယ်လဲငါဟာစိတ်ထားပိုင်းမဲ့လို့တာလားလောကကြီးတို့ငါဘာလေးလုပ်ပြရင်ကောင်းမလဲဘလို့လေးနေတာကောင်းမလဲငါရဲ့လူအချက်ကဘာလဲလို့နဘေးအပြစ်မကြည့်နဲ့ဘသူ့ပြစ်ကြည့်ရကို့ပြစ်ကိုကြည့်ပြီးတော့ဆင်ញင်လို့ရသလားမရဘူးလားအဲ့ဒါအခုဥစ္စာကပြဿနာတက်တယ်ဆိုတာကသူတစ်ပါးအပြစ်ကြည့်သူကြည့်တယ်များလာလို့ လက်ညှိုးကအကုန်ဟိုးထိုးဒီထိုးထိုးကုန်တာမရှိဘူးလားတကယ်တမ်းထိုးတင်တာဒီလက်ညှိုးကဘယ်ရင်ထိုးอ่ะကိုကိုကိုရင်ထိုးကိုကိုကိုပြင်းကိုကိုကိုပြင်ပြီးတော့ကိုကောင်းလာရင်ကိုလိုကောင်းအောင်သူတစ်ပါးကိုပြင်ဖို့လိုသလားမလိုလားလိုတယ်အေးအဲ့ဒါကြောင့်မို့ကုသိုလ်ကုသိုလ်ဆိုတာလက္ခဏာ၃ပါးနဲ့ညီညွတ်ရတယ်လက္ခဏာဘယ်နှပါးနဲ့၃ပါးနံပါတ်၁ကအပြစ်မရှိခြင်းနှစ်က သူတော်ကောင်းတို့ချီးမွမ်းပညာရှိသူတော်ကောင်းတို့ချီးမွမ်းခြင်းနောက်နံပါတ်3ကဒုက္ခဝိပါကကောင်းကျိုးပေါ်ထွက်လာခြင်းဘာပေါ်ထွက်လာလုပ်ငန်းတစ်ခုကိုကာယကံနဲ့ပဲဖြစ်ဖြစ်ဝစီကံနဲ့ပဲဖြစ်ဖြစ်မနောကံနဲ့ပဲဖြစ်ဖြစ်အဲ့ဒီလုပ်ငန်းကိုကိုကပြောလိုက်လှုပ်လိုက်ကြံလိုက်ရင်ပေါ်ထွက်လာတဲ့အကျိုးစီဘာဖြစ်ရမလဲကောင်းကျိုးပဲပေါ်ထွက်လာရမယ် သူတစ်ပါးဒုက္ခရောက်သွားဟာသူတစ်ပါးတခုခုဖြစ်သွားတယ်ဆိုရင်အဲ့ဒါဒီကောင်းကျိုးလာတာဟုတ်ရဲ့လားမဟုတ်ဘူးအဲ့ဒါကြောင့်ဒုသူတော်စင်များကုသိုလ်ဆိုတာ